ဟယ်လိုအားလုံးပဲင်္ဂလာပါရှင်ဒီနေ့မှာတော့ငါတက်တာကြိုက်သူများအတွက်ဆရာရလွယ်ကူမြန်ဆန်ပြီးတော့ချင်းငယ်ဆက်ရတာလေးနဲ့စားလို့အရန်ကောင်းတဲ့ငါတက်တာတော့မြတ်ဟင်းလွယ်ချက်နေလေးကိုလာမြတ်ပြရဖြစ်ပါတယ်ဒီဟင်းလေးရဆိုလို့ရှိရင်ကြက်ဥလေးကြော်ပြီးတော့ထမင်းပပူလေးနဲ့တွဲဆိုင်အရန်ကိုလိုက်ဖက်ပါတယ် ဒါလေးတွေကတော့တုံ့ညံ့ဟင်းမှာအဓိကပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်အစင်သစ်ထိထားပြီးသားတက်မြသေးပါမယ်၊နန်းနံပင်ပါမယ်ပြီးတော့ကြက်သွန်နီပြီးတော့ဇက်ပလင်ပြီးတော့ဒါလေးကတော့ပဒဲကောနဲ့ရှောက်ရွက်နိုင်ငယ်ပဲဖြစ်ပါတယ်ရှင်။ ီနေရာမှာနံနံပင်ကမရှိမထက်လည်းရပါရဲ့နော်ပြီးတော့အစင်သစ်လှီထားတဲ့ခရမ်းချီသေးနှလုံးစာပါမယ်ပြီးတော့အစင်သစ်ရေဆဲတက်စင်ပြီးတော့ဆိတ်ဆွတ်ထားတဲ့မှုနှဲငယ်ပါမယ်ဒီနေရာမှာမှုကိုကြတော့ကိုအစင်ပြေတဲ့မှုကိုသုံးနိုင်ပါတယ်ရှင်ပြီးတော့ဒါလေးကတော့ငှုပ်သေးစိမ့်ပေါ့နော်ငှုပ်သေးစိမ့်ကိုလည်းကိုအဆက်စားနိုင်သလောက်အစင်သစ်ပြေထားပေးလိုက်ပါမယ်နော်ပြီးတော့အတေကပါဝင်တဲ့ငါးတက်တန်နှစ်ဘူးပေါ့နော် ပထမဆုံးဖြူတို့မြုပ်တီစိမ့်ကိုကိုအဆက်စားနိုင်သလားညတညနေထားလေးတွေထောင်းသွားပေးလိုက်ပါမယ်နော်ဒီတော့မြတ်ဟိမဆိုလို့ရှိရင်တော့နှမျိုးရှိတယ်ပေါ့နော်အရေးကြီးနဲ့အရေးနောက်ဒီတစ်ခါဖြူချက်ပြထားတာကတော့မြတ်အရေးကြီးပဲဖြစ်ပါတယ်ရှင် ထောင်ဟာတိုင်းခေတ်ဒီလည်းရပြီဆိုလို့ရှိရင်တော့ပြုလို့စားချက်ပေးရန်အတွက်ချက်မဲ့အိုးတွေကိုရေကိုကိုလိုအပ်တဲ့လောက်ထည့်ပေးလိုက်ပါမယ်။ဒီနေ့တော့အိမ်မှာကက်လေးကုန်နေတာနဲ့ရှိနေတဲ့လျှက်ဆက်အိုးလေးနဲ့ပဲချက်ထားပေးလိုက်ပါရစေ။ပြီးရင်တော့ပရဲခေါရဲ့ချက်သွုံရဲ့ဇက်ပလင်းရဲ့ရှောက်ရွက်ရဲ့ကိုထည့်ပေးလို့ရှိရင်တော့အဖုံးလေးအုပ်ပြီးတော့ပုတ်ပွက်ဆူလာတဲ့အထိတည့်သွားပေးလိုက်ပါမယ်ရှင်။ ဖြိုးတိုက်တွားလိုက်တာအခုလိုမျိုးလေးပပတ်ဆူလာပြီဆိုလို့ရှိရင်တော့သူ့ရဲ့ကိုခင်းချင်သေးရဲ့ပြီးတော့မိုးရဲ့ပြီးတော့ခနာကဖြိုးတို့ထောင်းထားတဲ့ငှုပ်သည်စိတ်လေးရဲ့ကိုထည့်ပေးလိုက်ပါမယ်ဖြိုးကရေလေးနည်းနည်းလေးနဲသလိုခံစားရတာနဲ့နောက်ထပ်ရေလေးနည်းငယ်ကိုထပ်ထပ်ပေးထားပါရရှင်ရေနည်းငယ်ထပ်ပေးတာနဲ့အဖုံးလေးအုပ်ပြီးတော့နောက်တစ်ခေါက်ထပ်ပေးတော့ပေါ့နော်ဆူလာတဲ့အထိတည့်သွားပေးလိုက်ပါတယ် ကယ်ဖြုတ်တက်သွားလိုက်တာပပတ်ဆူလာပြီဆိုလို့ရှိရင်တော့အဖိုးလေးဖွင့်ပေးလိုက်မယ်ပြီးရင်တော့နည်းနည်းလေးမှွေပြီးတော့ဖြိုးလို့သူ့ရဲကိုငါတက်တာနှစ်ဘူးကိုဖောက်ထည့်ပေးထားလိုက်ပါမယ်နော်ဒီဟင်းလေးရဆိုလို့ရှိရင်ကို့အိမ်မှာပါချက်လို့ချက်မှမသိရင်ဒီလိုလေးချက်စာကြည့်ပါနော်သူဟာအဆက်ရတာရောအချင်ရတာရောအငံရတာရောရှိတာဖြစ်တဲ့အတွက်ဒီမျိုးရဲနဲ့လည်းထမင်းရဲကိုမိတ်ဆေပါရရှင်တအုပ်ကြော်လေးနဲ့တာတွက်ဆိုင်ပို့ပြီးတော့လိုက်ဖက်ပါတယ်ပြီးရင်တော့နည်းနည်းလေးမှွေပြီးတော့ရတာတစ်ခါတည်းဆက်ထားပေးလိုက်ပါမယ်နော်ရတာတွက်ကတော့သူ့ရဲကိုဖြိုးပါအသားမှုန်နေငယ်ငယ်ပြိုင်နေငယ်နဲ့တကြားလေးနေငယ်ကိုထပ်ထ က်ပေးထားပါတယ်ရှင်။ပြရနဲ့ရှောက်ရွက်လေးနှင်းငယ်ကိုအုပ်ပြီးတာနဲ့ခနာလောင်သမထွားအောင်မှွေထားပေးလိုက်ပါတယ်။ခနာလောင်မှွေပြီးတာနဲ့အဖုံလေးအုပ်ပြီးတော့နောက်ထပ်2မိနစ်3မိနစ်လောက်ဆက်ပြီးတော့ချက်ထားပေးလိုက်ပါတယ်ရှင်။ကဲပြုတ်ချက်သွားလိုက်တာပပတ်ဆူလာပြီဆိုလို့ရှိရင်တော့တမတော်အောင်မှွေထားပေးလိုက်ပါမယ်နော် ခနာလုံးမှွေပြီးတာနဲ့နောက်ဆုံးကြမှာတံမြာတီနှဲငယ်နဲ့ဒီနန်းနယ်ပင်လေးနှဲငယ်ကိုအုပ်ထားပေးလိုက်ပါတယ်။တံမြာတီရကြတော့ဖြူတလုံးစာလောက်ကိုသုံးထားရပေါ့နော်။ပြီးရင်တော့အားလုံးနှက်သွားအောင်မှွေပြီးတော့ရတာပုံငန်းကိုတခါတည်းမြည်ထားပေးလိုက်ပါမယ်နော်။ ဒီနေရာမှာရတာပုံငန်းကိုကိုစိတ်ကြိုက်ပြင်ဆင်ပေးနိုင်ပါရဲ့နော်ဖြူကတော့နည်းနည်းလေးပေါ့တလို့ခန်းစားတာနဲ့သူ့ရဲကိုအသားမုံနှင်းငယ်ပြီးတော့ငန်းပြရည်နဲ့တံမြာသေးနှင်းငယ်ကိုထပ်ပြီးတော့ညှစ်ထပ်ပေးထားလိုက်ပါရရှင်ကပင်းတော့အားလုံးနှက်သွားအောင်ပြင်ပြီးတော့မှုထားပေးလိုက်မယ်အားလုံးလည်းနှက်သွားပြီဆိုလို့ရှိရင်တော့ရတာကောင်နောက်တစ်ခေါက်ဆက်ပြီးတော့မြည်ကြည့်ပေးလိုက်ပါမယ်နော် ကဲရတာလည်းလုံးဝဆင်ပြေတယ်ဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့ငါတက်တာတော့မျက်ဟင်းချင်းကဆက်လေရတော့ချက်ပါပြီရှင်။နှက်လေရဆိုလို့ရှိရင်လည်းမှုန်းနေရပေါ့နော်။ကဲချက်ပြီဆိုလို့ရှိရင်တော့ဖြိုးတို့စားမကန်တဲ့ထက်မယ်။ပြီးရင်တော့ထမင်းပူပူလေးနဲ့တုံးဆောင်နိုင်ပါပြီရှင်။ချင်းငယ်ဆက်ရတာလေးနဲ့စားလို့လည်းအရင်ကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အစီအပြေများလို့ညွှန်လင်းပါရရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်။ဒါဆိုဖြိုးနဲ့ဝေဝေတက်တင်မှာပြန်ဆိုကြမယ်နော်။အားလုံးဘိုင်။